လေကိုပိုင်မှာတော့တောင်မှုတောင်မှုတတုံကို26တော့ဒီစရဲရောက်လာတော့ရန်ကုန်မှာအပင်ရောင်းနေနေပေါ်တာနဲ့မိတာဒီပြီးတော့သူတို့ဟိုကတန်တန်းညတန်တန်းညောင်းပို့ရပေါ့တော့15နှစ်15နှစ်တန်တန်းညောင်းပို့တော့ဒီမှာတန်တန်းညောင်းရောက်သွားတယ်တောင်တွင်းကြီးဆောက်ကြရခေါ်အမှတန်တန်း5လတက်ပါတယ်5လတက်ပြီးတော့တန်တန်းစ တက်ကိုရောက်သွားတယ်။အမမိုးမန်နှစ်ပတ်တက်ကလည်းမိုးမိုးမန်နှစ်ပတ်တက်ပြီးတော့အေးအမတလားလောက်နေရတယ်။တလားလောက်နေရပြီးတော့လို့ဟိုတရရနှခေါ်ရနှခေါ်ပြီးတော့တရရလောက်နေပြီးတော့တမ်းပြီးတော့ဟိုရဲလင်းနဲ့ဟိုအဲ့ဒီ MT ရွာကိုပို့ပဲပို့ပြီးတော့ဒီအဲ့ MT ရွာကနေမှလက်နက်ခရမ်းနေ က်ဖယားနေပြီးပြီးတော့ဟိုဟာစစိတ်ခွင်ပြီးတော့ရောက်ထိုးတယ်ပေါ့စကြောထိုးပြီးတော့အဲသူတို့စကြောအဲ့ဟိုဟာဟိုဟာပတ်ချာရောက်တော့ဘာသာလေးပါတရားကြီးယူခိုင်းတယ်ပေါ့တရားကြီးယူခိုင်းတော့တိုက်ပွဲဖြစ်ကြတယ်တိုက်ပွဲဖြစ်ပြီးတော့အဲ့သူတို့ကလူသားထိတာကြီးများလာတော့သူကပြန်ပြီးတော့ဆုတ်ဆုတ်သွားတာပေါ့အဲ့ဒီအဲ့တော့ သူတို့အိပ်ပြောကြခဲ့တာဟိုမတို့ဟာမတို့ဟာကြောက်သူကိုရဆုပ်သွားရဟာပြိုင်ခွဲရဝလာရောလာဟာကျူးစူးဆောက်ရှောက်ဝေးရဲတတဲ့ဒီလိုတတအားတွေလည်းပြောနေတာဒီစရဲစစအတာရှိတယ်အောက်ပါဒီဒီတော့ဒီရိုင်းပဲဒီတော့ကလူလူသေးပါဘူးခွေးလို့ဝင်လို့သေးရပါပဲဒီတော့ဒီရဲ့တူလူပါလဲ တတ်ပဆွဲကြဘူးသူကရာရှိပါပါတတ်ဆွဲအဲ့လိုပြောစတဲ့ပါဘလိုပဲဖြစ်ဖြစ်ပဋိယာကောသူပဲအဲ့လိုပြောဘလိုတော့ပဲတော့စူးတာပါတောင်းဝင်းမှုတောင်းဝင်းမှု1383တက်တာတဲ့ကျွန်တော်ကရန်ကုန်ဝေးဝေးကနေပေါ်တာဆွဲခံရခြင်းဖြစ်ပါတယ်ဝေးဝေးကနေပေါ်တာဆွဲခံရပြီးတော့ပင်လောင်းကိုရောက်သွားပါ ပယ်လောက်တင်းလောက်တင်းတန်း၅လနဲ့တစ်ပတ်တက်ခဲ့ရပါတယ်၅လနဲ့တစ်ပတ်တက်ပြီးတော့တရက်တည်းဟုတ်လောက်ခါတရက်တည်းမိုးမနှစ်လခွဲလောက်တက်ရပါတယ်အားလည်းပါနေငါးကားတက်ရင်ကိုတော့ရောက်သွားပါတယ်တက်ရင်ကတော့ဖရိတ်လုပ်ရေးပါရင်းနဲ့နှစ်လခွဲလောက်ကြာသွားတယ်အားနဲ့လှုပ်ရှားထွက်ရပါတယ် လို့ရှာဟိုပဲဂါလန်9000ဘူးရွာပဲကောဘူးရွာကနေတစ်ဆင့်စက်ကူဆိုပြီးတော့ကျွန်တော်တို့လေရင်နဲ့သွားပါလေအင်ဗထီရွာကိုအင်ဗထီရွာသွားပါလေသုံးစီးသွားပါလေအဲရောရောတော့ကျွန်တော်ညနေညနေစောင်းပါပဲညနေခရမ်းလူတွေပါခွဲပြီးတော့ ညာတွင်ချင်းတို့တို့သွားပါတယ်ခုနှစ်နိုင်ခွဲလောက်ကနေစသွားလိမ့်မယ်တို့တို့နှစ်နိုင်ခွဲလောက်နေတော့ရောက်သွားပါအဲ့မှာနေရသုံးရက်လောက်နေတော့တိုက်ပွဲအကြီးကျယ်တွေဖြစ်တော့လူမဆက်တိုက်လို့မရတော့အားလည်းပါအကြီးကျယ်တွေကစုပ်ပဲစုပ်ပဲဆိုပြီးတော့စုပ်တယ် စတနာကြီးခွဲလောက်ကြအောင်ပြန်ဆုပ်တယ်အားနဲ့ပါတော့အဲမဆုပ်ခင်တရက်လောက်တရက်လောက်လို့ပါတရားရတာပါရှင်ဘတ်ပါတရားတစ်ချက်ရတာပါအားလည်းပါဆုပ်မယ်ဆုပ်မယ်ဆိုတော့နောက်နောက်ရကြတယ်ပေါ့ကျွန်တော်တို့ညာရင်းချင်းပဲ7ခွဲလောက်ဆုပ်ပါတယ်အားလည်းပါဆုပ်ရင်းဆုပ်ရင်းနဲ့ လူနာတွေကကြံခဲလူနာကြံခဲအတော့ဆိုရင်တော့ကစဲပေါင်းပေါ်အမိုးပေါက်ပြီးကြံခဲတာပဲဖြစ်ပါတယ်ကျွန်တော်တို့တော့ပီရန်လာရေးရဲဘော်တွေကသွားစီထိမ့်သိပြီးတော့ဈေးကူတာဘူးလောက်ပြီးထားခြင်းဖြစ်ပါတယ်ကြံတဲ့တက်ခဲလူတွေကတော့ကျွန်တော်လိုမျိုးဖြစ်ပါတယ်လို့ပဲဆုတောင်းပါတယ်တက်သေးပါကြံမေးကြတာဒီလိုပါပဲ ကျွန်တော်ရဲဘော်ဆိုပြီးတော့ထီရောထီရောဆွဲပဲလူမရှိတော့အဲ့တော့ကိုကကိုအမောဖောက်ပြီးကြည့်နေတာပဲဖတ်တယ်ပါတယ်ဟာပါကျွန်တော်ကတော့ကိုပိုင်မတ်ပါစာ143233တတသားရေးချက်ကျော်ဖြစ်ပါတယ်ကျွန်တော်တင်းနဲ့ရကားသတ်ဗန်သူကနေတင်းနဲ့ဆင်းလာတော့ထောက်ဖို့တက်မှာတညာအိတ်တညာအိတ်ပြီးတော့မုံရွာကိုဝိုင်းအိတ်နဲ့တော့ပါတယ် အမကိုတိုက်ပွဲဝင်စီယုံရေးတင်တန်းကြောင်းမှာ14ရက်တိတိမိုးမှန်တက်ခဲ့တယ်မိုးမှန်တက်ပြီးတော့ကျော်တက်ခွေငါ့ကိုနှစ်ရက်သွားပါတညတညအေးပေါ့တညအေးသွားပြီးတော့လက်နဲ့တက်စင်ပြီးတော့ကျော်ဒီပင်မတိရွာကိုလေရင်နဲ့လာပါတယ်ပထမဆုံးလေရင်မှာကျွန်တော်ပါတာပါ25ရက်ဒုတိယမူဝင်းမင်းမင်းထိုးဦးစီးဒီရောအမကျော်လူတွေဖြန့်ခွဲပါတယ်ဖြန့်ခွဲပြီးတော့ ချင်းချင်းတိုင်းပြီးတော့ထွက်တယ်ထန်းတော်ထဲမှာတညာရိုက်တယ်အဓိကကျွန်တော်တို့တာဝန်ရတော့အပကြီးဘုံကြီးရဲ့နင်းမိုင်းအသေးလေးတွေရဲ့ပြီးွားလို့ရှိရင်ကြည်ကံရဲ့တော့ပုံမယ်ပြီးွားလို့ရှိရင်ဟိုကတက်ပြောင်းမဲ့စစ်တီတွေကိုပြန်ခေါ်ဖို့ပါပထမအဆုံးကျွန်တော်တို့စပြီးတော့ထွက်ထွက်ချင်းမထွက်ခင်မှာအရင်ဆုံးဟိုက PM လေး တက်ဖွဲ့ဝင်တွေပြစ်ခတ်ထားတဲ့ဗန်ကလာမှာဘုံဒီသုံးလုံးကြောက်ဝဲထားတာကိုလက်သိရှိပါဆက်ပြီးတော့အမှကျွန်တော်တို့ဒီစစ်ထွာဟိုစခန်းဝင်သွားဖို့ဆိုတာမြေပုံလမ်းကြောင်းတွေပြပါတယ် point ဖွဲ့တွေကိုအမှကျွန်တော် point ဖွဲ့မှာကျွန်တော်ပါပါတယ်ပြပြီးတော့ပြည်သူစစ်ဆေးရောက်နေအတူတူကျွန်တော်ခြိတက်ခဲ့ပါတယ်ခြိတက်ပြီးတော့ထန်းတော်ထဲမှာတ냐အိတ်တယ်အိတ်ပြီးတော့ထိတွေ့မှုစပြပါတယ်ထိတွေ့မှုဖြစ်တော့ ကျွန်တော်နဲ့အတူတူပါတယ်ပါစ၃ယောက်ကတော့နေရာမှာနေပွေချင်းပြီးတည်ဆုံးခဲ့ပါတယ်တကြက်ကြီးတယောက်ကတော့ပေါင်မှန်ပြီးတော့ပြန်ဆွဲသွားတာပါကျွန်တော်ကတော့အသိပြီးဆိုပြီးထားခဲ့တာလေပင်ကနေပြီးတော့ဖောက်ထော်သွားတော့ပီယန်လီစစ်တီတွေနဲ့ပြေဆုံးပြီးတော့ကျွန်တော်ကျမ်းမာရေးတွေဆောင်းလျှောက်ပါတယ်ယနေ့ချိန်ကြီးလည်းကောင်းကောင်းမွန်မွန်ပြုစုဆောင်းလျှောက်ထားပါချားရဲဘော်တွေပြောချင်တာကတော့ဆရာဆရာကြီးတွေတကယ်တောင်းရင်း တာဝန်ကြီးကြီးနဲ့တက်ဆရှိရှိလုပ်တဲ့ဆရာဆရာကြီးတွေကိုမှာကြားနေတာတော့ကျွန်တော်အကြံပြုနေတာပေါ့နော်အကြံပြုနေတာကတော့သူတို့ဒီခုလက်ရှိတာဝန်ထမ်းဆောင်နေတဲ့နေရာမှာမှားလားမှန်လားဆိုတော့ကိုယ့်အကိုဆုံးဖြတ်ချက်ချပါပြီးွားလို့ရှိရင်လည်းတကယ်လို့ကိုဆုံးဖြတ်ချက်ပေးချချပြီးွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အကြံပြုလိုချင်တဲ့ဆန္ဒကတော့ပြည်သူနဲ့ဥပပေါင်းမှာပြည်သူရဲ့ရင်ခွင်ကိုခိုးလုံးမှာပြည်သူကလည်းလှိုင်းလှိုင်းလဲလဲကြိုးစုံနေပါတယ်အကြံပြုချင်ပါတယ် ကျွန်တော်ကတော့ဒါဒီကုသုံး6ခွန်6ရေးရခင်ချင်းကိုကျော်ဖြစ်ပါတယ်။ဆောရတဲ့ဘော်တွေကိုထောင်ပေါ်ကုသပူကနေစရိမ်ဝင်ရောက်ပြီးတော့ကျွန်တော်ရှမ်းပြည်မှာတာဝန်ထမ်းဆောင်ပါ။အဲဒီမှာမကူတိုင်မှာတာဝန်ထမ်းဆောင်ပူရတယ်။အဲရနေမှာဆောကနောက်နေမီးစကန်ကိုရောက်ပါတယ်။အဲမှာကျွန်တော်တာဝန်ကတော့ချက်ကြီးပါ။ အဲ့လိုနေလာပြီးတော့ကျွန်တော်တိုက်ပွဲဖြစ်ပြီးတော့ခုနှစ်ရက်ရှိမြောင်နေမှာကျွန်တော်တောင်းရှိအမိန်ပါလာနဲ့ကျွန်တော်ခန်းတော်ရက်စကန်နေပြီးတော့ကျွန်တော်တောင်းရှိတပ်ဖွဲ့ဝင်နေတဲ့အတူတူကျွန်တော် MT ရွာဘက်ကိုစုတ်ပါတယ်အဲ့လိုစုတ်တဲ့အချိန်မှာ PLA ဖွင့်တဲ့ဂျာပြတ်တက်ခဲ့ခြင်းကိုခံပြီးကျွန်တော်တိုင်ရရှိခဲ့ပါတယ် ဒီမှာတန်ရရှိခဲ့တဲ့အချိန်မှာကျွန်တော်အဲ့တန်တိုက်ပွဲဖြစ်တဲ့နေရာမှာပဲကျွန်တော်ကြံခဲ့ပြီးတော့ဟို PN ရဲ့တပ်ဖွဲ့ဝင်တွေကကျွန်တော်ခေါ်ယူပြီးတော့စစ်စုစစ်ကူတပ်ပေးခဲ့ပါတယ်ခုလက်ရှိချိန်ကြီးလဲကျွန်မရဆောက်ရှောက်မှုပြည်သူမှုလုပ်ပေးနေပါတယ်အခုကျွန်တော်တတော်တတ်တာနေပါကျွန်တော်အခုဒီကနေပြီးတော့ကျွန်မရကောင်းသွားပြီဆိုတော့ကျွန်တော်မိသားစုနဲ့ပြန်တွေ့ချင်ပါတယ် တပ်ဖွဲ့ဝင်တွေလည်းကိုယ်စိတ်ကိုယ်ကိုယ်ညှာဆုံးဖြတ်ဖို့လိုပါတယ်ကျွန်တော်ခုလည်းကြုံတွေ့နေရကိုကိုတွေပါကျွန်တော်တပ်ဖွဲ့ဝင်တွေလည်းကိုယ်စိတ်ကိုယ်ဆုံးဆက်ဆုံးဖြတ်ပြီးတော့စဉ်းစားဆုံးဖြတ်ပြီးတော့ဒီလောက်ကဆက်လုပ်တယ်လားမလုပ်တယ်လားဆိုတာယ်ညှာဆုံးဖြတ်တင်ပါလား